နေနဲ့ကျွန်တော်တို့ကတူတူတော်တော်လေးနဲ့ကျွန်တော်တို့ဒါပြောတက်ရမှာဖြစ်ပါတယ်နော်ဒါအရင်တည်းမှအရေးကြီးပါလေဒီဟိုင်းအကျောက်ကိုလည်းမပြောတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကလူသစ်တယောက်ကိုကျွန်တော်ဘယ်လိုပြောပြပေးမှာလဲနော်ဥမာကိုကဒီနေ့ကိုရဲ့လူသစ်ကတော့ကိုခေါင်းဆောင်မရှိဘူးကိုကိုတိုင်ရှင်းပြပေးရတော့မယ်ဆိုလို့ရှိရင်ပထမအဆုံးကိုရဲ့ download ကိုအလောက်ကြောလေးတွေကိုမရှင်းပြပေးခင်မှာကိုကအရင်အဆုံးအဲ့ဒီဟိုင်းအကျောက်ကိုကိုကပြော ဆက်စမောမှာ လုတ်ကိုက်နေတဲ့မိသားစုဝင်များကိုအားလုံးမင်္ဂလာပါလို့နှုတ်ခတ်ဆက်သပါရယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်အကောင်းဆုံးသောပညာရဲ့သားလေးပေါ့နော်လူတိုင်းဆက်စမောစီးပွားရေးမှာကြိုးစားနေတဲ့သူတိုင်းသူတိုင်းအတွက်လိုအပ်တဲ့ပညာရဲ့သားလေးတွေကိုလာရောက်ပြီးပြောပြပေးရှင်ပါတယ်ဒါကတော့အရင်ကမှအရေးကြီးပါတယ်ဆက်စမောမှာကြိုးစားနေတဲ့ဆိုရင်မိမိကဒီအရာလေးတွေကိုမသိသေးဘူးဆိုလို့ရှိတော့တိအောင်နားထားပါဒါမဲ့တော်တော်များများကတော့ ဒီပညာရက်သားတွေကိုစစစမွားက coach leader တွေကအမြဲတမ်းမကြာခဏနှမကြာခဏပေါ့နော်ဒါတင်ဖြစ်တာပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါ group တွေမှာအမြဲတမ်းမကြာခဏတင်ဖြစ်ပါတယ်နော် okay ဒါဆိုရင်ကျွန်တော်ဒီပညာရက်သားကိုမမျှဝေခံပါကျွန်တော်ရဲ့နာမည်လေးကိုလည်းအအောင်ဆုံးမိတ်ဆက်ပေးပါရစေစစမောစီဘွဲကိုမိတ်ဆက်ပေးတယ်ကျွန်တော်ရဲ့ဒီ apply လုပ်ခွာတယ်ပေါ့နော်ဒါကိုတင်မောက်ထစ်ဖြစ်ပါတယ်အရန်ကျေးဇူးတင်ပါတယ် သူသာဒီနေ့ဒီစီပွားရေးနဲ့ကျွန်တော်ကိုမိတ်ဆက်မပေးခဲ့ဘူးဆိုရင်ကျွန်တော်ဟာလေဒါတာမန်ညစာအလုံးမှာပဲရှိနေမှာဖြစ်ပါတယ်เนาะအာဒီနေ့ကျွန်တော်ကိုမိတ်ဆက်ပေးတယ်ကျွန်တော် apply ကိုအရင်ကမှကျေစွတင်ပါတယ်ကျွန်တော်နာမည်ကတော့ကျော်ဆန်းလို့ခေါ်ပါတယ် Okay ဒါဆိုရင်ဒီနေ့မှာကျွန်တော်ဘယ်အကြောင်းအရာတွေကိုအဓိကဒါပေးသင်ပေးမှာလဲပြောပြပေးမှာလဲဆိုတော့ နော်စီးပွားရေးမှာလောက်ကင်တဲ့သူတဲ့သူတိုင်းအတွက်ဒီနေ့မိတ်ဆွေတို့ဒါအတိကအရန်ကိုမှလိုအပ်တဲ့ဒါပညာရသားလေးဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတို့ဒီဗီဒီယိုဖိုင်လေးကိုတေချာဆုံးအောင်နားထောက်ပါတန်နဲ့ group မှာတင်တာနဲ့ကျွန်တော်ဒီနေ့ဒါရုပ်မြင့်တင်ကြားနဲ့တင်ပေးတာနဲ့ဒါမတူဘူးလို့တော့ကျွန်တော်ခံစားရတယ်ဒါမှဒီနေ့ကျွန်တော်တေချာလေးကိုတင်ပေးမှာဖြစ်ပါတယ်အတိကဆက်ဆက်မို့မှာစူးစမ်းနေတဲ့သူတိုင်းသူတိုင်းအတွက်ကျွန်တော်တို့ဒါတိတက်တိထားရမယ်ဒီအရာကိုလေဒီအချက်၅ချက်ကိုပေါ့နော် နားလေနားလေထားရမယ်တဘောလေးပေါက်ရမယ်ကိုယ့်ရဲ့အနောက်မှာထက်ဆက်ဝင်လာတဲ့သူတွေကိုတော့လေကျွန်တော်တို့ပြန်လေမျှဝေခြင်းတွေကိုကျွန်တော်တို့ဒါလုတ်ပေးနိုင်ဖို့လိုအပ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်သင်ပေးမယ့်အချက်ကတော့ကျွန်တော်တို့ဟမ်မိုပတ်လို့ခွာတဲ့ဆက်ဆက်မော်စီးပွားရေးမှာဟမ်မိုပတ်လို့ခွာတဲ့ဒေါလိုင်းနဲ့ app fly အလုတ်လုတ်တဲ့အခါမှာတူညီမှု၊ကိုက်ညီမှုရှိဖို့အတွက်ဒေါလိုင်းနဲ့ app fly အလုတ်လုတ်တဲ့အခါမှာပြေလည်မှုအစဉ်ပြေမှုတွေရှိဖို့အတွက်ကျွန်တော်တို့ဒီဟမ်မိုပတ်ဆိုတဲ့ဒီအချက်လေး၅ချက်ကိုကျွန်တော်လာရောက်ပြီးမျှဝေပေးခြင်းပါတယ် ီဗီဒီယိုဖိုင်ကိုလည်းကြည့်ရှုတွေပြီးတဲ့အခါမှာလည်းမိတ်ဆွေတို့เนาะအာ subscribe လေးတွေလုပ်ထောက်ဖို့အတွက်မမေ့ထားနဲ့ကျွန်တော်ရဲ့ YouTube channel ကောက်ကိုမိတ်ဆွေတို့ဒါနေ့စဉ်နဲ့အမြเนาะအမြဲတမ်းဒါကိုယ့်ရဲ့ဖုန်းထဲမှာအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ကောက်ကိုလည်း subscribe လေးလုပ်ထားပြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်โอเคပါဒီနေ့ကျွန်တော်ဆက်ဆက်မောစီဖိုးဟဲမှာစ조사နေတဲ့တူတိုင်းတူတိုင်းဟာ ဒီဟမ်းမုန်ပတ်ကိုအခုတော်တော်များများတွေ့ရတာပေါ့နော်တိုက်တတိမထားတာတယ်ဒီဟမ်းမုန်ပတ်နဲ့ကိုက်ညင်မှုမရှိတာတွေကိုကျွန်တော်တို့ဒါတွေ့မြင်လာရပါတယ်ဆက်ဆက်မော်စီဝိုင်းမှာအခုဆိုကျွန်တော်စူးစမ်းနေတာဆိုရင်ဒါ၄နှစ်အထစ်ကိုကျွန်တော်ရောက်ရှိလာပါပြီကျွန်တော်တို့လူတော်တော်များများเนาะလူမျိုးပေါင်းများစွာကိုလည်းကျွန်တော်စုံ เนาะတွေ့ခဲ့ရတယ်ဘလို့လူမျိုးဆိုတာလဲကျွန်တော်တို့တွေ့မြင်လင်ခဲ့ရပါဘောเนาะဒါကြောင့်မလို့ဒီနေ့ကျွန်တော်ဆက်ဆက်မွန်းမှာမိတ်ဆွေကအမှန်တကယ်စူးစမ်းမယ်အမှန်တကယ်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့သူတယောက်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့လာရောက်မျှဝေပေးမယ်ဒီဟမ်မိုပိုင်လို့ခေါ်တဲ့ဒီအချက်လေး၅ချက်ကိုလာရောက်ပြီးမျှဝေပေးခြင်းပါတယ်ကျွန်တော်ဒီရောက်ကိုမြန်မာလိုပြင်ရမယ်ဆိုရင် upline နဲ့ downline အလုပ်လုပ်တဲ့အခါမှာကိုက်ညီမှုရှိအောင်ပြည်လင်မှုရှိအောင်အစဉ်ပြေမှုရှိအောင်အတွက်ကိုဆိုလိုတာဖြစ်ပါတယ်โอเค ဒါဆိုကျွန်တော်ဒီဟာမုံပတ်မှာအချက်၅ချက်မှာနံပါတ်၁အချက်ကကျွန်တော်တို့ဒီเนาะအလုံးလုံးတဲ့အခါမှာမိမိတို့ရဲ့ apply နဲ့เนาะမိမိတို့ရဲ့ apply ကိုပေါ့ကျွန်တော်တို့ဒါရှင်းမွန်းစကားပြောဆိုတတ်ရမယ်တကယ်တမ်းကျတော့ဒီရှင်းမွန်းစကားပြောဆိုတယ်ဆိုတာကျတော့မိမိတို့ရဲ့ downline တဲ့အတွက်ပို့ပြီးယုံကြည်မှုတွေရှိလာဖို့အတွက်ကိုဆိုလိုတာဖြစ်ပါတယ်ဒီနေ့ကိုယ့်ရဲ့ခေါင်းဆောင်တယောက်ကိုရှင်းမွန်းစကားပြောလိုက်တယ်ဆိုတာကတော့ခေါင်းဆောင်တယောက်ကအဲ့ဒီရှင်းမွန်းစကားရဲ့ ပြောဆိုခြင်းကို ခံချင်လို့မဟုတ်ဘူးเนาะအဓိကကျွန်တော်တို့ဒီမိမိဒီကျွန်တော်ဆက်ဆက်မမလူသစ်တယောက်ကိုကျွန်တော်တို့ကအခွင့်အလမ်းပေးပြီးမိတ်ဆက်လာတဲ့အခါမှာလွေကူလာခက်လာခင်ဗျာအရန်ခက်ခဲ့တယ်ဟုတ်တယ်မလားအခုချက်အခုလိုမျိုးဒီဆိုဆိုမီဒီယာကနေပညာခဲ့တဲ့အရန်ဒါခက်စားလာတဲ့အချိန်တွေမှာကျွန်တော်ဒီလိုမျိုး online အလုံးဆိုတဲ့အရာတခုကိုကျွန်တော်လူအများကိုမျှဝေပေးအခွင့်အလမ်းပေးရတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့လူတော်တော်များများကယုံကြည်တဲ့သူတွေရှိတယ် မယုံကြည်တဲ့သူလည်းရှိတယ်။ဆိုတော့ကျွန်တော်တို့ကအဲ့ဒီလိုမျိုးလူစီးပွားရေးအထက်ကိုဝင်လာတဲ့သူတယောက်ရောက်လာဖို့အတွက်ဆိုတာကျွန်တော်တို့ကဒီအခွင့်လန့်ပေးတဲ့အခါမှာအယံကိုမှခက်ခဲတယ်။ဒါကြောင့်မလို့ဒီနေ့ခက်ခဲတာဖြစ်တဲ့အတွက်နဲ့အဲ့ဒီလူတစ်ယောက်ကိုကျွန်တော်တို့ဒီစီးပွားရေးမှာလုံတည်ဖြစ်စေမလုံတည်ဖြစ်စေကျွန်တော်တို့ကဒီကိုယ့်ရဲ့ခေါင်းဆောင်တွေနဲ့ကျွန်တော်တို့ဒီရှိတ်ဆက်ပေးတာတော့ပေါ့နော်ရှိတ်ဆက်ပေးတဲ့အခါမှာလည်းဒီရှင်းမွှန်းစကားပြောဆိုတတ်ရမယ်။ဥပမာပေါ့ကွာမိမိက ကိုယ့်ရဲ့ downline တယောက်ကိုရုံးဖို့ခွာလာတဲ့အခါမှာပထမအောင်ဆုံးကိုယ့်ရဲ့ downline ကိုကျွန်တော်တို့ကဒီကြိုတင်ပြီးရင်ကျွန်တော်တို့ပြောထားရမှာဖြစ်တယ်။ဒါကျွန်တော်ရဲ့ upline ကကျွန်တော်ရဲ့ခေါင်းဆောင်ကဘလို့ဘလို့ပုံစံမျိုးသူဟာအရင်ကနေစာလောက်မှပေါ့ကွာ။အာဘယ်နှနေ့ဘယ်နှနေ့စူးစမ်းခဲ့လဲအခုဆက်ဆံဘောမှာဘယ်နှနေ့စူးစမ်းလို့ဘယ်လောက်ထိအောင်မြင်နေလဲဘယ်လောက်ထိဝင်ဝင်နေရနေလဲဘယ်လောက်ထိစိတ်နေစိတ်ထကောင်းလဲဘယ်လောက်ထိတော်လဲဆိုတဲ့အရာကိုအတိကကျွန်တော်အဲ့ဒီလူသစ်တယောက်ကိုယုံကြည်မှုရှိအောင်ကိုယ့်ရဲ့ downline လေးတွေကိုကျွန်တော်တို့ကပြောဆိုပေးခြင်းလုပ်ရမယ်။ เนาะပြီးမိမိကကိုယ့်ရဲ့ downline ကိုခွာလာပြီးရုံးကိုရောက်လာတဲ့အခါမှာလေကိုယ့်ရဲ့ downline လေးတွေနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ upline တွေနဲ့ရှစ်ဆက်ပေးတဲ့အခါမှာ upline ရဲ့ကျွန်တော်လူတယောက်ခွာလာတဲ့စကားပြောပြပအောင်ဆိုတာထက်เนาะကျွန်တော်ရဲ့ upline ကိုအရင်ဆုံးအားလာအားလာမေးကြည့်ပါကိုယ့်ရဲ့ခေါင်းဆက်ကို အားလာအားလာအရင်ဆုံးသွားမေးပါဒီတိုင်းရဲ့အဲဒီတိုင်းအားလာမသိဘူးเนาะကျွန်တော်ရဲ့ downline လေးတယောက်ခွာလာခဲ့တယ် နော်ကျွန်တော်ရေ download တယောက်ကိုပေါ့နော်အဲဒီ company အကြောင်းဒါဝင်ငွေရပိုက်ခွင့်လေးအကြောင်းလေးကိုအနည်းငယ်လောက်မျှဝေပြဖို့အတွက်ယုံကြည်မှုလေးတွေပြဖို့အတွက်ဒါ leader ရေးနဲ့ကျွန်တော်ရေ download လူတစ်လေးတယောက်နဲ့ရှိတ်ဆက်ပေးချင်ပါတယ်အာအဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုးရှိတ်ဆက်ပေးချင်ပါအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာ okay apply နေပြတယ်ကအားရဲဆိုလို့ရှိရင် okay ညီလေးရတယ်ရတယ်ဆိုလို့ရှိရင်မိမိကနော်ကိုယ့်ရဲ့ download လေးကိုခွာလာပြီးရင်အာမင်္ဂလာပါကိုတွေ့ပြီဆိုတာနဲ့ကျွန်တော်တို့ let out လေးရှိပြီးမင်္ဂလာပါလီတာကြီးခင်ဗျဒါကျွန်တော်ဒါကတော့ ကျွန်တော်ရဲ့လူတစ်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဂျီဝဲပေါ့ကွာဂျီတူးဆိုဂျီတူးဒါကျွန်တော်ရဲ့လူတစ်လေးဖြစ်ပါတယ်သူကတော့အခုမှစီးပွားရေးမှာလာလေးလာတာဘလို့မကြသေးဘူးပေါ့နော်ဒီနေ့ဒီစီးပွားရေးမှာလီဒါရေးစ조사ခဲ့တယ်ပေါ့နော်အတွေ့အကြုံလေးတွေနဲ့လီဒါရေးဒီစီးပွားရေးမှာအောင်မြင်နေတဲ့အတွေ့အကြုံလေးတွေကိုဒါမျှဝေပြဖို့အတွက်ကျွန်တော်ရဲ့လူတစ်လေးတွေနဲ့ဒါမိတ်ဆက်ပေးခြင်းပါတယ်ဟမ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်က အဲ့ဒီလူသေးတယောက်ကိုကျွန်တော်တို့ကရုံးကိုရောက်လာပြီးဆိုတာနဲ့ကျွန်တော်တို့ကဘာလို့ဆိုတော့သူတို့လှုပ်တည်ဖြစ်စေမလှုပ်တည်ဖြစ်စေအဲ့ဒါအဓိကမဟုတ်ဘူးကိုယ့်ဘက်က respect လောက်ခွာတဲ့ဒီလေးစားမှုရှိရမယ်နော် apply နဲ့ downline ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာနော်ကျွန်တော်တို့ဒါအရန်ဂယူးဆိုင်ဖို့လိုအပ်တယ်မိမိက ကိုရဲ့အိမ်ခန်းမှာကိုရဲ့ခေါင်းဆောင်နဲ့နေတဲ့အခါမှာဘလိုမျိုးပုံစံပဲနေပါစေမိသားစုပုံစံပဲနေပါစေကျွန်တော်တို့စီးပွားရေးအလုပ်လုပ်တဲ့အခါမှာကျွန်တော်ရုံးကိုရောက်တဲ့အခါမှာမိမိတီမိမိအလုပ်ကိုဂရုတစိုင်းနဲ့တန်ဖိုးရှိရှိနဲ့အလုပ်လုပ်တတ်ဖို့လိုတယ်ခင်ဗျာဘာဖြစ်လို့ဆိုတော့မိမိရလာတဲ့လူတစ်လေးတယောက်မိမိခေါ်လာတဲ့လူတစ်လေးတယောက်ကိုနော်စီးပွားရေးမှာကျွန်တော်တို့ဒါအသိဝင်တဲ့သူတယောက်ကနေပြီးစီးပွားရေးတမားတယောက်ဖြစ်အောင်ဖြစ်လာအောင်ကျွန်တော်တို့က လုံနိုင်ဖို့အတွက်ဆိုရင်ဒီအချက်ကိုကျွန်တော်တို့ကလုပ်ဖို့လိုပါတယ်เนาะဟုတ်လားကိုယ့်ရဲ့ upline နဲ့နေပြားနဲ့ကျွန်တော်တို့ကပထမဆုံးရှေ့ဆက်ပြီးကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အရှိမွေးစကားကိုကျွန်တော်တို့ဒီစနစ်တကျနဲ့တည်သေးချာနဲ့ပြောတတ်မယ်ဆိုလို့ရှိတော့မိတ်ဆွေတို့အတွက်ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကတော့ number 1အချက်ဖြစ်ပါတယ် number 1အချက်မှာနားလည်လားမသိခင်ဗျเนาะကျွန်တော်တို့နားလည်ရပြောမယ်ဆိုရင်မိမိရဲ့လူတစ်တယောက်ကို ခွာလာတဲ့အခါမှာမိမိရဲ့လူတက်ကိုမိမိတို့ရဲ့ခေါင်းဆောင်နဲ့မချိတ်ဆက်ပေးခံမှာပထမဆုံးကိုယ့်ရဲ့ခေါင်းဆောင်ရဲ့ရှင်းဝင်းစကားပေါ်ဒါဘက်ကောင်လို့ပြောရရပါတော့ခေါင်းဆောင်ရဲ့ရှင်းဝင်းစကားကိုကျွန်တော်တို့ပြောဆိုတက်ရမယ်ပြီးမှကိုယ့်ရဲ့ဒေါင်လိုင်းနာပြန်လည်ပြီးပြောပြီးမှကိုယ့်ပြီးနောက်ထပ်တစ်ခေါက်မှာကိုယ့်ရဲ့ခေါင်းဆောင်နဲ့ချိတ်ဆက်ပေးချက်ကိုကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်ခင်ဗျเนาะဒါနံပါတ်1အချက်ဖြစ်ပါတယ်နံပါတ်2အချက်ကကျွန်တော်တို့ဒီ ကိုကတော့လူတက်တယောက်ခွာလာပြီခွာလာတဲ့အခါမှာနံပါတ်2အချက်မှာကိုရဲ့ခေါင်းဆောင်ကအလုတ်ကြောင်းလေးတွေကိုရှင်းပြပေးနေတဲ့အခါမှာမိမိကိုယ်ကိုယ်တိုင်လေးတည်တည်ရှာအာယုံစိုက်ပြီးနားထောင်နေဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်အခုတော်တော်များတွေ့ရတာဆိုရင်ကိုရဲ့ download လေးကိုခွာလာပြီးဆိုတော့ねကိုရဲ့ခေါင်းဆောင်အနောက်မှာထားခဲ့ပြီဆိုတာနဲ့ဘာဖြစ်လဲဆိုတော့အဲကိုသွားချက်တဲ့နေရာကိုသွားနေတဲ့ကို60နေတဲ့ကိုရေတောက်လိုက် coffee တောက်လိုက်နဲ့ဖုန်းပြောလိုက်နဲ့အလုတ်တွေကိုရှုပ်နေရောပဲအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ မိမိခွန်လာတဲ့လူတစ်လက်တစ်ယောက်ကဘလို့လို့ယုံကြည်မှာလဲမိမိကိုယ်ကိုယ်တိုင်ကယုံကြည်မှုပြတ်အောင်လုံးနေတာနဲ့မတူဘူးလားဒါဆိုရင်ဒီနေ့ကိုယ်ခွာလာတဲ့လူတစ်လက်ကရောယုံကြည်ပါမလားဟုတ်လားကိုကဒီနေ့ဒီစီးပွားရေးမှာရေရှည် ရေရှည်တစ်ခုကိုသွားมาဖြစ်တဲ့အတွက်နဲ့မိမိခွာလာတဲ့လူတစ်လေးကိုကျွန်တော်ဆွမ်းနာပြောတယ်လို့သူလုတ်တိဖြစ်စေမလုတ်တိဖြစ်စေကျွန်တော်တို့အလုံးမှာဒီပုံစံဒီလိုဒီလိုရှိတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကဒီတစ်တစ်ချာချာเนาะအလေးနဲ့ထားဖို့လိုပါတယ်ဂယုစိုက်ဖို့လိုပါတယ်ဒါဒီကျွန်တော်တို့အတွက်အရင်မှအရေးကြီးတဲ့အချက်လက်တွေဖြစ်တယ်ခင်ဗျာเนาะဒါဆိုကျွန်တော်နံပါတ်1ချက်မှာပါလဲ ိုယ့်ရဲ့ခေါင်းဆောင်က offline ဖြစ်စေခေါင်းဆောင်ဖြစ်စေအလုပ်ကြောလို့တွေကိုရှင်းပြပေးနေတဲ့အခါမိမိကိုယ်ကိုယ်တိုင်လည်းတည်တည်ချာချာအနားမှာအာရုံစိုက်ပြီးနားထောင်ရမယ်အလုပ်ကြောတွေကိုပြောပြပေးနေတဲ့အခါမှာလည်း offline မှားတည်ဖြစ်စေမှန်တည်ဖြစ်စေကြားဖြတ်စကားတွေလည်းမပြောရဘူးအကဲမိမိရဲ့ခေါင်းဆောင်ကပြောပြပေးနေလို့အနည်းငယ်မှားသွားတဲ့အရာလေးတွေပါသွားခဲ့မယ်ဆိုရင် အဲ့ဒီနေရာမှာထောက်ပြပေးခြင်းကိုမလုပ်ရဘူးအကေကိုကပြီးွားတဲ့အခါမှာကိုယ့်ရဲ့ offline ခေါင်းဆောင်နဲ့ကိုနှစ်ဦးချင်းစကားပြောလို့ရတယ်ခင်ဗျာနော်အဲ့ဒီပြောနေတဲ့နေရာမှာကျွန်တော်တို့ပြောပြောနေတဲ့အခါမှာမမှားဘဲနဲ့လဲအဲဂျားဖြက်စကားဝင်ပြောလိုက်တာမျိုးတို့ဆိုလေလုံးဝမရှိရဘူးအဲ့ဒီနေရာမှာကိုတတိယချာလဲအာယုံဆိုင်ပြီးကိုယ့်ရဲ့ခေါင်းဆောင်ကိုယ့်ရဲ့ offline အလုပ်ကြောင့်ကိုဆင်းပြပေးနေတဲ့အရာကိုကိုတတိယချာချာလေးလာနားထောင်နေဖို့လိုအပ်ပါတယ်ခင်ဗျာဒါကအရင်ကမှအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်နော် ။ဥမာကိုရဲ့ apply အလုပ်ကြောင်းကိုရှင်းပြပေးတဲ့ခါရော့ coffee တောက်ပါအဖုံးပြဖုံးပေးပြပါမညာပေါ့အဲ့လိုမျိုးပေါ့နော်အမလုပ်ရဘူးအဲ့ဒီရာကိုကျွန်တော်တို့တည်တည်ချာလေးထိမ့်သိမ့်ရမှာဖြစ်တယ်ကိုရဲ့ upline အလုပ်ကြောင့်လေးကိုရှင်းပြပေးတဲ့အခါမှာကိုကိုတည်းလေးတည်တည်ချာအာယုံဆိုင်ပြီးနားထောင်ပါ ကိုကိုတိုင်းတည်တည်ချာအာယုံစိုက်ပြီးနားထောင်မှဒါလည်းကိုရဲ့ဒေါင်းလိုက်ကကိုကိုပဲကြည့်မှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့မိမိအဲ့ဒီလူတစ်တယောက်ကမိမိခွာလာတဲ့သူဖြစ်တဲ့အတွက်နဲ့မိမိကိုကိုတိုင်းတည်တည်ချာအာယုံစိုက်ပြီးနားထောင်ရမှာဖြစ်တယ်။မိမိခွာလာပြီးမိမိဒေါင်းလိုက်ကြတော့ကိုရဲ့ခေါင်းဆောင်နဲ့ရော့ဆိုပြီးချိတ်ဆက်ထားပြီးဆိုလို့ရှိလေအစင်မပြေဘူး။မိမိကိုကိုတိုင်းတည်တည်ချာအာယုံစိုက်ပြီးဂရုတဆိုင်နဲ့နားထောင်ဖို့လိုအပ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်နော်။နံပါတ်2အချက်သဘောပေါက်လားမသိဘူးနော်။ အရန်ကောမလိုရဲအရန်ကောမလည်းလိုအပ်တယ်ဒီအချက်တွေပေါ့နော်မိမိကဆက်ဆက်မို့မှာရေရှည်အောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်မိမိက ဒီနံပါတ်2အချက်ကိုလေစနေတကြနာလုတ်လုတ်ဆောက်တက်ဖို့လိုတယ်ခင်ဗျာနော်အဲ့လိုမျိုးကိုခွာလာတဲ့သူတယောက်နဲ့ကိုယ့်ရဲ့ခေါင်းဆောင်နဲ့ရှစ်ဆက်ပေးထားပြီးဆိုရင်ကိုတော့ကျင်တာတော့တာမျိုးလို့ကိုလုတ်ချင်တာလုတ်တာမျိုးလို့ဆိုလို့ရှိရင်လုံးဝအဆင်မပြေဘူးလုံးဝမโอเคပါဘူးခင်ဗျာနော်โอเคနံပါတ်3အချက်ကကျွန်တော်တို့အကူပစ္စည်းကိရိယာယူရမယ်ယူလာရမယ်တူးလို့ခွာတယ်ပေါ့နော်အကူပစ္စည်းကိရိယာပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့က စီးပွားရေးလုပ်နေတာတခါတလေမှကိုယ့်ရဲ့လူတတိတွေလာတဲ့အခါမှာလူတတိတွေကိုဒီဝင်ဝင်ပလန်ကြောင်းတွေရှင်းပြပေးဖို့အတွက်ကုမ္ပဏီကြောင်းတွေကိုရှင်းပြပေးထောပေးဖို့အတွက်ပြောတဲ့အခါမှာ restart မမိန်လိုက်တာတို့အဲ့လိုပလန်တွေဆွေးပြဖို့အတွက်ပြောတဲ့အခါမှာဒီနေ့ကိုမှ effort စာရေးလည်းမပါဘူး mobile လည်းမပါဘူးသူများစီကပဲ like ရှိငှားနေမယ်ဆိုရင်ကျွန်တော်တို့တင်းတည်ပါမလားအဆင်ပြေပါမလားကြေလို့ကောင်းပါမလားမကောင်းဘူးဒါကြောင့်မလို့ဒီနေ့ကိုကရုံးကိုသွားပြီးဆိုတဲ့ဖြစ်ကျွန်တော်တို့ကိုယ့်ရဲ့ download စီကိုသွားတာဖြစ်ဖြစ်ကျွန်တော်တို့ကိုယ့်ရဲ့ အစီမှာကျွန်တော်တို့သွားထားတဲ့ပွေးလက်မှတ်တန်တန်းခန်းနဲ့အကလေးကိုရှိမှတန်တန်းခန်းနဲ့ရှိတယ်ဆိုရင်တန်တန်းလက်မှတ်တွေကိုမှရှိထားရမယ်ပြီးကျွန်တော် iPhone စာရဲ့တွေ B4 တွေဟုတ်လားအဗောဘန်တွေကျွန်တော်တို့အစင်တဲ့ကိုမှအကုန်လုံးရှိနေရမှာဖြစ်တယ်နော်ကျွန်တော်ယုံသွားတဲ့ခါမှလည်းပါလာရမယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ download လုပ်တဲ့ဖြစ်ဖြစ်ကိုယ်အလုံးလုံးတဲ့ခါမှလည်းအဲ့ဒီအရာတွေနဲ့ကိုကအလုံးလုံးတက်ဖို့လိုအပ်တယ်။ဒါအတိကျွန်တော်တို့အတွက်အကူပစ္စည်းကိရိယာဖြစ်တယ်။အဲ့ဒီ boyfriend လေးမပါ၊ first side လေးမပါ၊လူတက်တော့ယုံကိုရောက်နေပြီ။ဟုတ်လား။ လူသက်တော့ရုံးကိုရောက်နေပြီကို့မှာအလုံးကြောလေးကိုရှင်းပြဖွေဖို့အတွက်စာရွေးလေးမပါဘောပိုင်လေးမပါသူများစီကပဲလိုက်ရှိလိုက်ငားနေရမယ်ဆိုလို့ရှိရင်လုံးဝမโอเคဘူးခင်ဗျเนาะဒါကြောင့်ဒီနေ့ကျွန်တော်တို့အရင်ကမှအရေးကြီးပါတယ်ကျွန်တော်ခုတော်တော်များတွေ့ရတာဆိုတော့တချို့သောရုံးတော့တခါလက်မေးပလာပဲဘာမှမပါဘူးเนาะဘောပိုင်လေးမပါဘူးခေးတယ်လေးမပါဘူး effort စာရွေးလေးမပါဘူးเนาะအဲတန်သူများတွေကိုတန်နေတော့ပါတန်နေတော့ပြောတယ်ကို့မှာလည်းတန်နေလက်မေး ဝေထားတာမရှိဘူးအဲ့လိုမျိုးဆိုလို့ရှိရင်လုံးဝမ OK ပါဘူးလုံးဝအဆင်မပြေဘူးဒါကြောင့်မလို့ဒီနေ့မိမိကဘယ်နေရာပဲတော်တော်ကိုယ့်ရဲ့ download ပဲတော်တော်ကိုယ့်ရဲ့ download စီကိုပဲတော်တော်ရုံးကိုပဲတော်တော်ဒီနေ့တူးလို့ခေါ်တဲ့အကူပစ္စည်းကိရိယာအမြဲတမ်းစောင့်ထားရမှာဖြစ်ပါတယ်ကျွန်တော်စစ်တက်တခုမှလည်းအကူပစ္စည်းကိရိယာဆိုတာရှိတယ်ဒီနေ့စီးပွားရေးလုပ်တဲ့သူတယောက်ဟာလည်းအဲ့ဒီလိုမျိုးအကူပစ္စည်းကိရိယာဆိုတာကျွန်တော်တို့မှာရှိနေရမယ်ဘယ်ပဲတော်တော်အဲ့ဒီအိမ်မှာကျွန်တော်တို့ရှိနေဖို့လိုအပ်တယ်ခမဒါကတော့အရင်ကမှအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါအရမ်းနံပါတ်3အချက်ဖြစ်ပါတယ် နားလည်လားမသိဘူးနော်တဘောပေါ့လို့တဲ့ဒီဒီအရာကိုကျွန်တော်ဒီနေ့ပြောပြပေးနေဆိုတာဒီ video file နဲ့ကျွန်တော်တူတူလေးနဲ့ကျွန်တော်ပြောပြပေးတာကျွန်တော်ပုံမှန်ဆိုတော့တနာရီတိတိပြောလို့ရတယ်ဒါမှမဟုတ်ကျွန်တော်အတိအကနားလေအောင်အချက်လက်ချက်ကိုပဲဆွေးပြီးကျွန်တော်ဒါ minute 20အတွက်မှာကျွန်တော်လာရောက်ပြီးမျှဝေပေးတာဖြစ်ပါတယ်နားလည်လားမသိဘူးနော်နံပါတ်3ချက်ကပါလဲအကူပစ္စည်းကိရိယာပါလာရမယ်ဘာကြောင့်အကူပစ္စည်းကိရိယာတွေကပါတဲ့တာလဲကိုယ့်ရဲ့ download လေးတွေကိုကိုယ့်ရဲ့အဖွဲတားလိုက်တဲ့ရောက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်အလုပ်ကြောလို့ရှင်းပြပေးဖို့အတွက် เนาะพี่ลูกชิจะโน้ตว่าปัญหางดีสิบยาไปพูดตัว ကျွန်တော်တို့စီမှာရှိထားဖို့လိုတယ်ဟုတ်လားကိုယ့်ရဲ့ download ကတော့ plan ဆွေးချင်တယ်ကိုယ့်ရဲ့ download လူသစ်တွေကတော့ရောက်နေပြီအလုပ်ကြတော့ရှင်းပြဖို့ဟိုမှာ effort side လေးမရှိ before လေးမရှိ bubble လေးမရှိဘူးသူများစီက like ရှိနေရမယ်ဆိုတော့ like ငားနေရမယ်ဆိုလို့ရှိရင်အဆင်ပြေပါမလားဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကိုယ့်စီကိုရောက်လာတဲ့လူသစ်လေးတယောက်ကိုနောက်ထပ်တစ်ခါပြန်လာနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကနော် respect လို့ခေါ်တယ်ဒီလေးစားမှုတွေရှိရမယ်နော်လူသစ်ကိုလည်းလေးစားမှုရှိရမယ်ခေါင်းဆောင်တွေကိုလည်းကျွန်တော်တို့လေးစားမှုရှိရမယ်အလုပ်လုပ်တဲ့ခါမှာလည်းစနေကြဖို့လိုတယ်နေ့စနေကြဖို့လိုတယ်မိတ်ဆွေကအာစူးစမ်းနေတဲ့နေ့စနေမကြ ဘူးစူးစမ်းနေတဲ့ရလက်မထွက်တာဘာကြောင့်လဲဒီလိုမျိုးအချက်လက်တွေနဲ့မိတ်ဆွေတို့ကိုင်ညီမှုမရှိဘူးဒီလိုမျိုးအချက်လက်တွေကိုမိတ်ဆွေတို့စံလိုက်တစ်ချက်နဲ့လှုပ်ဆောင်ခြင်းမရှိလို့တာရလက်မထွက်တာဖြစ်ပါတယ်နော်โอเคနောက်ဆုံးနံပါတ်၄အချက် ကကျွန်တော်တို့တာ why and join ပြောတက်ရမယ်အဲဝိုင်းကြပြောတရားဖို့တော့အဓိကဆက်ဆက်မောမှာလည်းအရန်နမအရေးကြီးတယ်ကိုဒီနေ့ဆက်ဆက်မောကိုမဝင်လာကတော့ကဘယ်လိုမျိုးရင်မှန်းချက်ရှိတာလဲเนาะဆက်ဆက်မောကိုမဝင်လာကတော့ကဘာလုပ်တယ် လုတ်ခဲ့လဲဟုတ်လားဘာလုတ်တယ်လုတ်ခဲ့လဲဘယ်လိုမျိုးအလုတ်တယ်လုတ်လို့ဒီနေ့ဆက်ဆက်မောနစားတွေးလာခဲ့တာလဲပေါ့ကွာအဲ့လိုမျိုးကျွန်တော်တို့ white and jet တွေပြောတက်ရမယ်နော်ဟုတ်လား white and jet ဆိုတာကျွန်တော်တို့ဒါသုံးမျိုးရှိတယ်အကြေးကိုကအယုံတဲ့ပုံမှာစင်ပေါ်မှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်15မိနစ်ပြောလို့ရတယ်။ဒါဆက်ဆက်တယ်မှာဆိုလို့ရှိရင်15မိနစ်မိနစ်20 45မိနစ်ပြောခွင့်ရတယ်။နော်အဲ့လိုမျိုးပုံ။ကျွန်တော်ဒီလိုမျိုး တန်တန်းကူးလေးမှာပြောမယ်ဆိုလို့ရှိတော့3မိနစ်4မိနစ်အချိန်ပဲရတယ်เนาะ3မိနစ်4မိနစ်အချိန်ပဲရတယ်ဒါ white and joint ကျွန်တော်တို့ဒါ white and joint ဆိုတော့ကျွန်တော်ကပထမဆုံးကို DC boy မှာမတွေးခင်တော့ကအရင်တော့ကဘာတွေလုတ်ခဲလဲဘာတွေလုတ်ခဲမှနောက်ပိုင်းမှာကျွန်တော်တို့ DC boy နဲ့ဘယ်လိုမျိုးတွေးလာခဲ့တာလဲတွေးလာခဲ့တဲ့အခါမှာရောဘယ်လိုမျိုးဆုံးဖြတ်ချက်တင်နဲ့ဘယ်လိုမျိုးရေမှန်းချက်တင်နဲ့ကိုကလုတ်ခဲတာလုတ်ဖြစ်ခဲ့တာလဲဘယ်လိုမျိုး join ဖြစ်ခဲ့တာလဲ ဆိုတော့အခုရောလက်ရှိစူးစမ်းနေတာဘယ်လိုမျိုးအနေထားလဲဘယ်လိုမျိုးအခြေအနေရှိလဲဆိုတဲ့အရာကျွန်တော်တို့ဒီ1 angel ကို3မိနစ်2မိနစ်3မိနစ်နဲ့ကျွန်တော်တို့ကတိုးတိုးတော်တော်လေးနဲ့ကျွန်တော်တို့ဒါပြောတက်ရမှာဖြစ်ပါတယ်เนาะဒါအရင်ကမှအရေးကြီးပါတယ်ဒီ1 angel ကိုလည်းမပြောတက်ဘူးဆိုလို့ရှိလေကျွန်တော်တို့ဒါလူတစ်တယောက်ကိုကျွန်တော်ဘယ်လိုပြောပြပေးမှာလဲเนาะဥပမာဟိုကဒီနေ့ကိုယ့်ရဲ့လူတစ်ကတော့ကိုခေါင်းဆောင်မရှိဘူးကိုကိုယ်တိုင်ရှင်းပြပေးရတော့မယ်ဆိုလို့ရှိရင်ပထမအဆုံးကိုယ့်ရဲ့ download ကိုအလောက်ကြောလေးတွေကိုမရှင်းပြပေးခင်မှာ ကိုကအရင်ဦးဆုံးအဲ့ဒီဟွာရင်ချက်ကိုကိုကပြောရမှာဖြစ်တယ်။ကိုဟုတ်တယ်လေကိုကဘယ်နေရာလာတာလဲကိုကဘယ်လိုမျိုး join ဖြစ်ခဲ့တာလဲကိုကဘယ်လိုမျိုးရေမဲချန်နဲ့လုံနေတာလဲဟုတ်လားအဲ့လိုမျိုးကိုရဲ့ ရင်မှန်းချက်ကိုယ့်ရဲ့ why and just တွေကိုလည်းကျွန်တော်တို့ဒါအနည်းငယ်လောက်ကျွန်တော်တို့ဒါပြောတတ်ဖို့လိုအပ်ပါတယ်ဒါအရင်ကမှအရေးကြီးပါတယ်နော်ကိုကိုတည်းကကိုယ့်ရဲ့ why and just တော့မပြောတတ်သေးဘူးနဲ့ကိုယ့်ရဲ့ downline ကို why and just ပြောပါ why and just ပြောနေတင်ပါဆိုမရဘူးနော်ကိုကိုတည်းလေကိုယ့်ရဲ့ downline တွေကိုအလုံးကြောလို့ရှင်းပြပေးတယ်ကိုယ့်ရဲ့ downline တွေကိုဒါတည်တည်ရှာပြောပြပေးတဲ့အခါမှာကိုကိုတည်းလေဒီ why and just တွေကိုပြောတတ်ရမယ်ပုံမှန်ဆိုကျွန်တော်တို့ကဆက်ဆက်မောမှာစူးစမ်းနေတဲ့စီးပွားရေးရှယ်ယာတမားတယောက်ဆိုရင်ဒီ why and just ကိုကျွန်တော်တို့ပြောကိုပြောတတ်ရမယ်နော် ကိုဆက်ဆက်မောမမတွေ့ခင်တော့ကဘာလုပ်ခဲ့လဲဆက်ဆက်မောမတက်လာပြီးနေနောက်ပိုင်းမှာဘလိုမျိုးရွေးရှိခဲ့တာလဲဘလိုမျိုး join ဖြစ်ခဲ့တာလဲဘလိုမျိုးဆုံးဖြတ်ချက်နဲ့ကိုလုံးတယ်လဲဘလိုမျိုးရေမချက်နဲ့အခုစူးစမ်းတယ်လဲဆိုတာအဲ့လိုမျိုးအချက်၃ချက်၄ချက်နဲ့ဝင်အောင်ကျွန်တော်တို့ဒီ one and job ကိုကျွန်တော်ပြောတက်ရမှာဖြစ်ပါတယ်เนาะဒါတော့နံပါတ်၄အချက်ဖြစ်ပါတယ်နံပါတ်၅အချက်ကကျွန်တော်ကိုယ့်ရဲ့ download တဲ့ကအိမ်ကိုကျွန်တော်တို့ဒီရုံးကနေပြန်သွားတဲ့အခါမှာပြန်လဲ follow follow လိုက်တက်ရမယ် ဒါအရင်ကမှအရေးကြီးတဲ့ဒီအချက်ကနောက်ဆုံးပိုင်းအချက်ကနော်အဲလူတော်တော်များကလူတွေခေါ်လို့ရတဲ့ ကျွန်တော်လူတွေခွာတာကလူတွေ like မိတ်ဆက်တာကအရန်သမားလူကိုတယ်အဲ့ဒီလူတယောက်ကိုကျွန်တော်တို့ကအလုပ်တွေလုပ်နိုင်ဖို့အတွက်ဒီစီးပွားရေးမှာယုံကြည်မှုတစ်ခုရှိအောင်ဒါဖြစ်လာဖို့အတွက်သူဟာဒီစီးပွားရေးမှာနော်ယုံကြည်မှုနဲ့အလုပ်လုပ်လုပ်နိုင်ဖို့အတွက်အဲ့ဒီယုံကြည်မှုကိုပေးရတာအရန်သမားခက်ခဲတယ်နော်ဒါကြောင့်မို့ဒီနေ့ကျွန်တော်အဲ့လိုမျိုးထိမ့်သိမ်းရတာလည်းအရန်သမားခက်ခဲတယ်ဒါကြောင့်ဒီနေ့ကိုကိုစီကိုရောက်လာတဲ့ကိုရဲ့လူတစ်တယောက်ကိုကျွန်တော်တို့ကကျွန်တော်တို့အတူတူရေရှည်လုပ်နိုင်ဖို့ရေရှည်လက်တွဲနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကသူတို့စနိုက်တခြားနဲ့ထိမ့် က်ဖို့လိုတယ်တတိချာလည်းအလေးနဲ့ထားပြီးပျော်တက်ဖို့လိုတယ်ဥမာပေါ့ကကျွန်တော်ကျွန်တော်တို့ကရောက်လာတဲ့လူသေးလေးတယောက်ပေါ့အဲ့ဒီလူသေးလေးတယောက်ကကျွန်တော်တို့ကအမှရုံးမှလာပြီးလေ့လာလိုက်တဲ့အခါမှာကျတော့သူကသွေးတွေပူနေတယ်ဒါအင်ကိုပြန်သွားတဲ့အခါမှာလည်းကျွန်တော်တို့ကတတိချာလည်းကျွန်တော်တို့လိုက်ပုတ်ပေးရမယ်ဒါအင်လိုက်ပုတ်ပေးဆိုအင်ကိုတိုင်ရပုတ်ပေးတာမဟုတ်ဘူးเนาะသူတို့ကားတွေနားမှာတင်တာတို့ကျွန်တော်တို့ကနှွေးထမှုတွေပေးရမယ်เนาะအဲ့လိုမျိုးတွေကျွန်တော်တို့ကအလုပ်လုပ်ဖို့လိုအပ်တယ်ပြီးကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒေါင်းလိုက်လေးကကျွန်တော်တို့ဒီ ဒါလမ်းသွားတဲ့အခါမှာလည်းကျွန်တော်တို့ကဖုံးဆက်မယ်အာကိုကြီးညီမကြီးရုံးကိုအိမ်ကိုရောက်ပြီလား ရောက်ပြီလားမရောက်ဘူးလားဆိုတော့လေကျွန်တော်ပြန်လဲဆက်သွေးခြင်းတွေကျွန်တော်လုပ်ရမယ်အခုတော်တော်များကျွန်တော်တွေးရတာကခေါင်းဆောင်တွေလုတ်ပြီးနေတော့မသိဘူးပေါ့နော်အာကိုယ့်ရဲ့ download လေးရောက်လာပြီဆိုတော့ねပြန်သွားတာလည်းမသိအာပြန်လို့ရောက်သွားတာလည်းမသိဘူးရောက်ခါနေနောက်ထပ်တရက်မှအင်ကိုရောက်ပြီလားဖုန်းဆက်လို့မေးတဲ့သူလည်းရှိသေးတယ်နော်ဒီထက်မှပါလာပါလာပါတယ်ဆိုလို့ရှိရင် comment လေးမှာရေးလာပေးခြင်းနော်ပါပါတယ်လို့ဟာလာကိုယ့်ရဲ့လူတွေရောက်လာတဲ့ပြန်သွားတဲ့အခါမှာနော်မမေးလိုက်ဘူးနောက်နေ့တရက်မှအင်ကိုရောက်ပြီလားလို့မေးတဲ့သူလည်းရှိနေနော်อืม ်ဒီအရာတွေကိုကိုကိုအတွက်လိုအပ်တဲ့အချက်လက်တွေဖြစ်တယ်ဒီအရာတွေကျွန်တော်လုပ်ကိုလုံရမယ်ကျွန်တော်ဒီအရာတွေလုပ်ကိုလုံရမယ်မလုပ်လို့မရဘူးเนาะအာကျွန်တော်ဟုတ်လားအရန်ကိုမှအရေးကြီးတယ်เนาะဟုတ်လားဟုတ်လားအဲအရန်ကမှအရေးကြီးပါတယ်ဒီအရာတွေဆိုလို့ရှိရင်ဒီအချက်လက်တွေဆိုလို့ရှိရင်ဟုတ်လားနော်မိမိကဘယ်လိုစူးစမ်းတာလဲဘယ်လိုလုပ်တာလဲ နော်ဟာလာကိုဒင်းနဲ့ကိုရဲ့လူသလိတဲ့တော့တဲ့အခါမှာလေလူသလိတဲ့နဲ့ကျွန်တော်တို့ကပြန်လေပြီးစကားပြောရမှာဖြစ်တယ်အာဘလို့လဲညီလေးဒီနေ့ရုံးကိုလာခဲ့တာအစဉ်ပြေလားရုံးကိုလာတာဘလို့လဲစိတ်ဝင်စားမှုရှိလား online မှာလေ့လာတာထက်ကျွန်တော်တို့ဒါပြန် online မှာလေ့လာတာထက်ဒီနေ့ကိုကိုတိုင်းရုံးကိုလာပြီးလေ့လာတာဘလိုမျိုးစိတ်တဘွားရောက်လဲဘလိုမျိုးရေမချက်ဘလိုမျိုးစိတ်ဝင်စားမှုတွေရှိတယ်သူ့ကိုကျွန်တော်တို့တွေးပူနေတဲ့အခါမှာကျွန်တော်တို့ပြန်လေပြီး follow လိုက်ရမှာဖြစ်ပါတယ်เนาะ ကျွန်တော်ပြန်လည် follow လိုက်ရမယ်အဲ့လိုမျိုးလူတော်တော်များကပြန်သွားတဲ့ခါမှာကိုယ့်ရဲ့ download ကိုရောက်သွားလားမရောက်သွားလားမသိဘူးဖုန်းဆက်တာလည်းမရှိဘူး follow လိုက်တာဆိုလို့ရှိတာနေနေတတာထားပေါ့နော် follow လိုက်တာလည်းမရှိဘူးအဲ့လိုမျိုးကျွန်တော် live page စကားပြောတာလည်းမရှိဘူးဆိုရင်ကျွန်တော်တို့နောက်ထပ်လူသစ်လေးတယောက် ပြန်သွားတဲ့ခါမှာနောက်ထပ်တစ်ခါပြန်လာဖို့အတွက်ဆိုတော့အရင်ကမှအခက်ခဲတယ်။ဒါကြောင့်မလို့ဒီနေ့အဲ့ဒီလူသစ်တယောက်ပြန်သွားတဲ့ခါမှာနောက်ထပ်တစ်ချိန်ပြန်လာနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကနော်ကိုကိုဖက်ကကျွန်တော်တို့ကဒီတရားရခိုင်လုံးပေးနိုင်ဖို့လိုအပ်ပါတယ်နော်။ဒီလိုမျိုးပြီးွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ခေါင်းဆောင်တွေနဲ့ပြန်လေပြီးစကားပြောရမယ်။ဒီနေ့ကျွန်တော်တို့ download လာဝတာပေါ့နော်။အမှ ခေါင်းဆောင်နဲ့စကားပြောရမယ်ပေါ့နော်။ဘာခေါင်းဆောင်နဲ့စကားပြန်ပြောရမယ်။ဒီနေ့ဘလို့လဲဘလို့ဘလို့အလုပ်လုပ်ခဲ့တာလဲဆိုတော့နော်။ကိုကိုလေးခေါင်းဆောင်ကိုလေးလေးစားမှုရှိဖို့လိုတယ်။ခေါင်းဆောင်ကိုဆက်ဆက်တဲ့အခါမှာလဲ respect လေးစားမှုရှိဖို့လိုတယ်နော်။ကိုရဲ့ခေါင်းဆောင်နဲ့တွေ့ပြီဆိုတော့နဲ့မင်္ဂလာပါလို့နှုတ်ဆက်တာမျိုးတို့ကျွန်တော်ရုံးတွေကိုစားပြီးသွားပြီဆိုတော့နဲ့ကျွန်တော်တို့မင်္ဂလာပါလို့နှုတ်ဆက်တာမျိုးနော်။ဘယ်ခေါင်းဆောင်ဖြစ်ဖြစ်ဆက်ဆက်မှုမှာလုံးတဲ့ခေါင်းဆောင်တိုက်ကိုပေါ့နော်။ကျွန်တော်တို့ကနှုတ်ဆက်နှုတ်ဆက်ခြင်းကိုကျွန်တော်တို့ကတရားခံလို့လုပ်ရမှာဖြစ်ပါတယ်။ပြီးကိုရဲ့တောင်းလိုက်တဲ့ကိုစီကိုလာတဲ့မှာခုနကကျွန်တော်ပြောရတယ်မို့နော်နံပါတ်1ရှမ်းမှာ ကိုယ့်ရဲ့ downline ကကိုယ့်စီကိုလာတဲ့အခါမှာကိုယ်ကောင်းဆောင်တဲ့တွေ့ခါမှာလဲကိုကိုယ်တည်းကနော်ဒါတည်တည်ချာစနေတကြနဲ့နှုတ်ဆက်မပေးဘူးမိတ်ဆက်မပေးဘူးဆိုလို့ရှိရင်ကျွန်တော်နိုင်နာတဲ့အခါမှာဘယ်သူနိုင်နာမှာလဲမိမိပဲနိုင်နာမှာဖြစ်ပါတယ်မိမိခွာလာတဲ့ downline ကိုမိမိကိုကိုယ်တည်းကိုယ့်ရဲ့ကောင်းဆောင်တွေနဲ့ respect လို့ခွာတဲ့လေးစားမှုတွေရှိအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်နော်ဒီလိုမျိုးကိုယ့်ရဲ့ကောင်းဆောင်တွေကိုဒီအာကျွန်တော်ကျွန်တော်ကျွန်တော်ဗါတဲ့ဆိုတော့ အာဗာလဲကျွန်တော်တို့ကရှီမွဲစကားပြောဆိုခြင်းတည်းကျွန်တော်တို့ကမလုတ်ဘူးမလုတ်ပေးဘူးဆိုလို့ရှိတော့ကျွန်တော်တို့ဘသူမှခေါင်းဆောင်တွေကဘာမှပြဿနာမရှိဘူးနိုင်နာတာကမိမိတို့ပဲနိုင်နာမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါဒီနေ့ကတော့ကျွန်တော်တို့ဒါ apply နဲ့ download အလုပ်လုပ်တဲ့ခါမှာနော်တရားနာတယောက်လေးစားမှုရှိဖို့တရားနာတယောက်နော် respect ရှိဖို့ဆိုတာကိုကျွန်တော်လာရောက်ပြီးပြောပြပေးတာဖြစ်ပါတယ်အလုပ်လုပ်တဲ့ခါမှာလည်း စနေတကြရှိဖို့အတွက်เนาะအလောလောတခါမှာလဲကိုရဲ့ download တွေနဲ့အလောလောတခါပို့ပြီးပြည်လေဖို့အတွက်ကိုရဲ့ကောင်းဆောင်တွေကိုလဲပို့ပြီးလေးစားမှုတွေရှိပြီးအလောလောနိုင်ဖို့အတွက်ကိုဒီနေ့ဒီ hand mobile လို့ခေါ်တဲ့ဒီအချက်၅ချက်ကိုလာရောက်ပြီးပြောပြပေးတာဖြစ်ပါတယ် hand mobile ဆိုတဲ့ကောင်းဆောင်ရဲ့အတိတ်ပဲက offline နဲ့ downline အလောလောတဲ့အခါမှာ support လို့ခေါ်တဲ့လေးစားမှုရှိဖို့တယောက်ကိုတယောက်ပြန်လည်လေးစားမှုရှိပြီးအလောလောနိုင်ဖို့အတွက်ကိုလဲဆလိုခြင်းတွေဖြစ်ပါတယ်ခင်ဗျဒါကတော့ဒီနေ့ကျွန်တော်လာရောက်ပြောပြပေးတာကတော့ကျွန်တော်ဆက်ဆက်မှာ hand mobile လို့ခေါ်တဲ့အချက်၄ င်၅ချက်ကိုလည်းရောက်ပြီးပြောပြပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ဒီဗီဒီယိုကိုမဖြစ်မနေသင်ချာလဲဆောင်းအောင်နားထောင်သားပါလို့ကျွန်တော်လည်းမျှဝေပေးကြပါတယ်မိမိတို့ကိုယ်တိုင်မှာလည်းဒီလိုဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့ကိုကိုယ်တိုင်လည်းအမြန်ဆုံးပြုပြင်ပါကိုယ့်ရဲ့နှဝထဲမှာဒီလိုမျိုးပုံစံလူတွေရှိတယ်ဆိုလို့ရှိရင်လည်းအမြန်ဆုံးပြုပြင်ဖို့အတွက်ကိုပြန်နေပြီးမျှဝေပေးပါเนาะမိမိကိုယ်တိုင်လည်းမပြုပြင်ရသေးဘူးဆိုလို့ရှိရင်လည်းအမြန်ဆုံးပြုပြင်ပါလို့ကျွန်တော်လည်းပြောရင်းနဲ့ဒီနေ့ကျွန်တော်လာရောက်ပြီး နော်စစမောစီးပွားရေးမှာစူးစမ်းနေတဲ့တူတဲ့အတွက်ကျွန်တော်တို့ဒီအလုပ်လုပ်တဲ့အခါမှာ upline နဲ့ downline တဲ့ပူပြီးပြေလည်မှုပူပြီးအစဉ်ပြေဖို့ပူပြီး spec ship ဖို့အတွက်ကိုဒီနေ့ဒီ hand mop လို့ခေါ်တဲ့ဒီအချက်လေး၅ချက်ကိုလာရောက်ပြီးမျှဝေပေးရခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါလို့ပြောချင်ပါတယ်